ကိုမင်းဦးနဲ့အနေတော့လောလောဖော်ကြိုင်မဲ့တွေပဲပေါ့နော်ကားမှာဒရိုက်တာတယောက်နေနဲ့ဟိုသူတာဝန်ယူရတဲ့အပိုင်းဆိုတော့လေသူတော်တော်ပေါ့နော်စူးစမ်းပန်းစံတယ်သူကြည့်ရတာလေအရန်ကိုစိတ်ရောကိုရောနှိမ့်မြုပ်ပြီးရိုက်ကူးတာပါသူစိတ်အားထက်သန်တာကိုလေသဘောကျတာပါသူတော်တော်ယိုစိတ်အားအရန်ထက်သန်တာပဲအန်တီလည်းအဲ့လိုစိတ်အားထက်သန်တဲ့လူသဘောကျတယ် အန်တီကိုနှိုက်ကလည်းအမှုပညာနဲ့ပတ်သက်ရင်လေအရန်စိတ်ကထက်တာကိုတင်တယ်မှဆိုခလေးတွေကိုပြင်ဒီလိုမဖြစ်ရင်လေအရန်ကိုစိတ်ကလေဟိုဟိုရင်းဖြစ်တာပဲလေဒီလိုလုံးဝမဲ့ဟိုလိုလုံးမဲ့အဲ့လိုပေါ့နော်ကိုမင်းကြီးကိုချစ်တူတာပါသူကတော်လေးကိုစူးစမ်းပါတယ်လို့ပြောချင်တာပါကိုမင်းဦးနဲ့အန်ဒီတို့ကတော့လုံးဖို့ကြိုင်မဲ့တွေပဲပေါ့နော်။ဟိုအန်ဒီကတော့အမှုပညာလောကတွေကိုအရင်ရောက်တာပေါ့။ကိုမင်းဦးနဲ့တော့စုံပါတယ်။အဲဒီကြားထဲမှာ အန်ဒီတို့နေရာတွေသွားရင်လည်းကိုမင်းဦးနဲ့အန်ဒီတို့အများအားဆုံးတယ်ဒီကားကျတော့အန်ဒီလည်းနုပညာလို့ကိုဟိုပေါ့နော်ဟိုမလုပ်ဖြစ်တာနည်းနည်းကြာပြီဒီကားလေးကိုရိုက်ဖို့အတွက်အဲတခြားရုပ်ရှင်ကားတွေတော့ရိုက်တာပေါ့နော်ဒီဟိုဝင်းပေါ့နော်ဒီကားကိုဇလန်းတွဲအနေနဲ့အန်ဒီတပထမဆုံးရိုက်ဖို့လာပေါ့နော်အဲ့တော့ဒီကားလေးကိုမဟာနေကန်ထန်းနေခမအန်ဒီကဒီကားလေးဇလန်းလေးပဲသဘောကျတော့အန်ဒီ အဲ့ဒီကိုရိုက်ဖြစ်ခဲ့ပါကိုမင်းဦးနဲ့လာဆိုကိုမင်းဦးကလေဒီကမှာပထမဦးဆုံးဒါရိုက်တာအနေနဲ့လေအန်ဒီနဲ့တွေ့ရတာပါအဲ့တော့ကိုမင်းဦးကသဘောကောက်ပါတယ်ဟိုနုပညာလည်းတော်တော်ကြီးကိုလေးလာပဲဒီကားကိုလည်းဒီကားမှာဒါရိုက်တာတယောက်အနေနဲ့ဟိုသူတာဝန်ယူရတဲ့အပိုင်းဆိုတော့လေသူတော်တော်ပေါ့နော်စူးစမ်းပန်းစံတယ်သူကြည့်ရတာလေအရန်ကိုစိတ်ရောကိုယ်ရောနှိမ့်မြုပ်ပြီးရိုက်ကူးတာပါအဲ့တော့လူတိုင်းကလည်းတစ်ခါတလေကြရင် तू ကဒါဆိုရင်ဟို တခုခုပေါ့နော်စိတ်ထဲမှာ stress တွေများပြီးတော့ဟိုမှားသွားတာတွေပဲရှိတော့သူလည်းတအားပင်ပန်းပါလေအန်ဒီတောင်မှဒီကားရဲ့ဒီကမှာအန်ဒီမျိုးသားနေမကောင်းလေရင်ကောင်းမလားအန်ဒီရဲ့အမှုပညာပေါ်ကလည်းဘယ်လောက်ကြည်သလဲဆိုတော့အန်ဒီကိုလာပြတော့အန်ဒီရဲ့ရိုက်ချင်နေဆိုမျိုးသားတော့ရိုက်ချီတဲ့ဆိုတော့သူသူ့ကိုအဲတော့ရိုက်လိုက်တဲ့ခါမှာအန်ဒီကဟိုညနေပိုင်းဆိုသူ့ကိုစားဖို့တောက်ဖို့တွေပါလေအန်ဒီကားမောင်းတဲ့ driver နဲ့ ကမလေးနဲ့အဒီညီမနဲ့ထည့်ပေးပြီးအဲ့လိုတွေအဲ့တော့စိတ်ထမဝော်ရီလေးမြာအဲဟေးကြည့်တဲ့ခဏကြာရင်စကားပြောလို့ရှိရင်ပေါ့အန်ဒီကတခါလေးကြာရင်ရှေ့ပြောရမယ်စကားနောက်သွားပြောတယ်အဲ့လိုလေးတွေစိတ်များသွားတော့ဖြစ်သွားလေကိုဦးကဒီမဟုတ်ဘူးဒီလိုမဟုတ်ဘူးဆိုတော့ तू စိတ်အားထက်သန်တာကိုလေသဘောကြတာပါ तू တော်တော်ကြီးကိုစိတ်အားအရန်ထက်သန်တာပဲအန်ဒီလည်းအဲ့လိုစိတ်အားထက်သန်တဲ့လူကိုသဘောကြတယ် အန်တီကိုနှိုက်ကလည်းအမှုပညာနဲ့ပတ်သက်ရင်လေအရန်စိတ်ကထက်တာကိုတင်နှမ်းမှဆိုကလေးတွေကိုပြင်ဒီလိုမဖြစ်ရင်လေအရန်ကိုစိတ်ကလေဟိုဟိုရင်းဖြစ်တာပဲလေဒီလိုလုံးဝမဲဟိုလိုလုံးမဲအဲ့လိုပေါ့နော်ကိုမင်းကြီးကိုချစ်ကြတာပါသူကတော်လေးကိုစူးစမ်းပါလေလို့ပြောချင်တာပါအထူးအိုက်တာနေနဲ့ကျတော့ကျိုးတော့စူးစမ်းတာပေါ့ဒါပေမဲ့အရင်တာဝန်မကြည့်ဘူးပေါ့ရိုက်တာနေနဲ့ကျတော့သူ့မှာအကုန်လုံးတာဝန်ကြည့်တာပေါ့ ကုံလုံးကိုပါဝင်တရုပ်ဆောင်တဲ့လူတွေကိုကုံလုံးကိုသူ့ character နဲ့သူ့လှုပ်ဆောင်ချက်တွေကိုသူအလုံးတာဝန်ယူရတယ်လေ။ဒါပေမဲ့ရိုက်ကူးတဲ့အချိန်ရိုက်ကူးတဲ့စကလုံးအဲ့လိုမျိုးတွေသူ့မှာကုံလုံးတာဝန်ကြီးတာပေါ့။အဲ့လှုပ်ချင်တဲ့စိတ်နဲ့ရတယ်မဟုတ်လေ။ဟိုလူမှုရေးဆောင် NDM ဟိုရင်းဖြစ်တယ်။တစ်ခါတလေကျတော့အိမ်မှုကိစ္စမဟုတ်ဘူး။သူ့ရဲ့တက်မှရေးသူ့ စားဖို့တောက်ဖို့အချိန်လေးတွေသူမထနိုင်တဲ့အချိန်လေးတွေမှာအန်တီရဲ့စိတ်ကင်းမှာသူ့ပုံမှာအန်တီရပါတယ်မြို့သားလေးရိုက်စေချင်တယ်ရိုက်ရိုက်ဘာကားမဆိုအန်တီအကယ်ဒမီရခဲ့တာသူ့ကြောင့်ရခဲ့တာအန်တီမြို့သားအရန်ပန့်ဖို့တာအန်တီကိုလေဘာကားဆိုလေလှုပ်အိုက်တင်လေးလှုပ်ဒီလိုလေးလိုအပ်တာဆိုဒါတွေလှုပ်ခဲ့တာဆိုဒီကားဆိုတော့ရိုက်ဘလိုလေးဆိုတော့အန်တီကလေဟိုသွား တော်ပြတော့သူ့ကိုဒါလေးလုတ်ပြရင်တတိယအဲတခါလေးကျရင်အန်တီဒိုင်ကလပ်ပြောတဲ့ခါမှာဒိုင်ကလပ်ကနောက်မှပြောမယ့်စကားရှေ့မှပြောလိုက်မိတာအဲရှေ့မှပြောရတဲ့စကားနောက်မှပြောကိုကိုကိုတတိထားမိတယ်အဲဒါမဲ့စိတ်နှစ်ခွလူကလုတ်လို့မရအောင်လေတခုစိတ်ရောက်သွားရင်တမျိုးဖြစ်တာပေါ့နော်အာနာတော့သူသူကတော့မပြောရှာပါဘူးဒါမဲ့သူ့မှာတာဝန်ကြီးတယ်လေအန်တီအဲ့ဒါကိုပြောပြတာဒါမဲ့အန်တီကလည်းအမှုပညာပေါ်ကတာဝန်ကြီးတော့အနာဝတာဝန်ကြီးတယ်ဆိုရင်အန်တီကဟိုပို့ကြည့်တော့ရိုက်ချင်တာပေါ့နော်မျိုးသားလည်း အဲသူကလောက်ခွင့်ပေးတယ်သူကလောက်ချီအကယ်ဒမီယာတော့ကလည်းအန်တီရခဲ့တဲ့အကယ်ဒမီတွေကသူ့ကြောင့်ရခဲ့တာအရွယ်သူကအရန်ပံ့ပိုးပေးပါတယ်အန်တီကိုတတိယရတာပေါ့အခုအခုလို့ခေါ်တည်နေတော့မှာအော်အဲ့ဒီလိုအချိန်တွေကသူကခရီးမောမှာ အဲဒီလိုအချိန်လေးသူသူဘလို့လေးစားရမယ်ဒီအချိန်ဘလို့အဲ့လိုပေါ့နော်ဆောင်းဝင်ပြောတာအတိုင်းအဲ့ဒါနေအတီသွားပြီးတော့တတိရတာပေါ့အင်ပေါ်သူရှိရင်တော့သူကဝေဖန်ပေးမှာပေါ့နော်သူကအမြဲတမ်းလည်းအပေးပါတယ်ဝစားဆင်မှုကစားသူကအမြဲတမ်းပံ့ပိုးမှုတွေပေးပါတယ်ဘယ်နေရာမဆိုသူဘယ်နိုင်ငံရောက်ရောက်ပေါ့နော်သူဟိုအစီဝေးသွားတက်တက်ပေါ့နော်သူကကြိုးလဲကြိုးစားလေလေ ူမဆုံးခင်မှာသူဒေါက်တာဘွဲ့သူယူသွားတယ်အဲ့လိုပေါ့နော်စ조사မှုတွေကိုသူက조사ရန်သဘောကြတယ်အဲ့တော့သူနဲ့သူကအဒီဘာလို့လို့သူနဲ့အခုချိန်ဒီမကင်းတာလေအများကြီးတွေ့ရတယ်။သူကတခုခုကြည်လိုက်ရင်ဟိုအန်တီအတွက်ကိုသူလှုပ်ပေးထားတာလေအန်တီအတွက်ကိုပေါ့နော်အာဘလို့ဝတ်ကလေးတွေအန်တီကကြိုက်တတ်တာဘလို့မိတ်ကပ်မျိုးစားကိုကြိုက်တတ်တာဘလို့ပေါင်တာကိုကြိုက်တတ်တာဘလို့ထရီမင့်လုပ်တာဘလို့ကြိုက်တတ်တာအဲ့ဒါလေးတွေသူ ဝယ်ထားပေးတာလေးအန်တီအမြဲတမ်းတွေ့ကြရပါလေခလေးလေးသူ့နေရာနဲ့သူတော့စူးစမ်းကြတာအန်တီတွေ့ပါလေအဲ့လိုဟိုစူးစမ်းမှုလေးတွေ့ရတယ်ဟိုစင်မလေးတော်ပါတယ်ရေးထားတာလေးနော်စံညိုးစရာလေးတော်ပါတယ်အဲ့ဒါအန်တီကခုနလိုပေါ့နော်ဟိုအန်တီအခုဆိုရင်အန်တီမျိုးသားမရှိတာတစ်နှစ်နဲ့နှစ်လပေါ့နော်ဟိုကွယ်လွန်သွားတာ တနေ့နှစ်လရှိပါတယ်တနေ့နှစ်လမှာသူအန်တီကိုဝယ်ပေးခဲ့တဲ့ပစ္စည်းတွေကတမီးကလည်းအန်တီဘာတိုက်တက်တယ်ဆိုတာသိတယ်အန်တီကအဓိကတော့မျက်နှာ treatment တွေအန်တီကတိုက်တက်တယ်အဲ့လိုမျိုးတွေအဲသူ့အဖေရဲ့တာဝန်အရင်တည်းကတမီးကလုပ်ပေးခဲ့တယ်အခုလည်းဆက်လက်ပြီးလုပ်ပေးတယ်သူ့အဖေလုပ်ပေးခဲ့တာလေကုတ္တတိကို ပေါ့နော်ဟုတ်တခုပြီးတခုထွက်လာရှိနေသေးတာလေအန်တီပို့ပြီးတော့ဒီကားလေးကလည်းဒီနေ့ခေါ်တယ်ဆိုတော့ သူ့ကိုပို့ပြီးတော့တတိယစီပါတယ်အမှတ်ရစီပါတယ်ဒီကားလေးနဲ့ပတ်သက်ပြီးတော့ပေးသက်တွေကြည့်ပြီးတော့ဒီကားလေးကိုပညာလေးတစ်ခုတော့ရသွားစေချင်တယ်လေရမယ်လို့တော့ထင်ပါတယ်ဒီကားလေးရဲ့နာမည်ကိုကလည်းပို့ပြီးတော့ကောင်းပါတယ်နော်လူတစ်ယောက်ကဟိုသစ္စာဖြင့်စင်ရင်စီဆိုတာသစ္စာတရားဆိုတာရှိရမယ်လေနော်အဲ့တော့ကိုကိုရဲ့ အကုသို့နဲ့ကိုရှိကုသို့ကံနဲ့ကိုပေါ်သွားတာပေါ့နော်မိဘတော့မှသူမျှော်လင့်ထားသလိုတာသမီးရဲ့ဖြစ်မလာဘူးပေါ့နော်အဲ့လိုအမွေတွေတောင်းကြတော့မိဘအရင်ကွင်းတာကြာသွားတယ်ပေါ့နော်အဲ့လိုတွေတော့ထားတာ